ခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကားတော့ဂျပန်နိုင်ငံသို့ရောက်ရှိလာသည့်အမေရိကန်သမ္မတထရန့်ထံသို့မြန်မာအရေးအကူအညီပေးရန်ဂျပန်ရောက်မြန်မာများကအိတ်ဖွင့်ပေးစာပေးပို့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဂျပန်နိုင်ငံသို့ရောက်ရှိလာတဲ့အမေရိကန်သမ္မတထရန့်ထံသို့မြန်မာအရေးအကူအညီပေးပါရန်တောင်းဆိုထားသည့်အိတ်ဖွင့်ပေးစာကိုဂျပန်နိုင်ငံရှိအမေရိကန်တန်ယုံမှတက်ဆင်အော်တိုဘာ22ရက်နေ့တွင်အမေရိကန်အစိုးရထံသို့ပေးပို့ခဲ့ကြောင်းဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများကသတင်းဌာနကိုပြောကြားပါတယ်။ ရှနေ့အော်တိုဘာလ29ရက်နေ့တွင်အမေရိကန်သမ္မတမှဂျပန်နိုင်ငံသို့ရောက်ရှိမည်ဖြစ်ကြောင်းအမေရိကန်သမ္မတအနေဖြင့်အကြံဖတ်ကောင်းဆောင် မေအောင်လိုင်းလက်ထက်ကြီးမားကျယ်ပြန့်လာနေသည့်အွန်လိုင်းကြားဖြတ်ငွေလိမ်ကိုင်းများမူရစ်စေဝါတင်ဖို့ဖြန့်ချိမှုလူကုန်ကူးမှုများနှင့်ပတ်သက်၍အရေးယူမှုပေးရန်တောင်းဆိုထားပါသည်။အကြံဖတ်အာဏာသိမ်းမေအောင်လိုင်းတို့စစ်အုပ်စုလက်ထက်မှတိုးပွားများပြားလာနေတဲ့ကြားဖြတ်မူရစ်စေဝါတင်ဖို့ဖြန့်ချိမှု လူကုန်ကူးမှုတွေဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေရဲ့အကျိုးစီးပွားကိုထိုက်ရိုက်လာရောက်ထိခိုက်နေတဲ့အတွက်ရွှေအစိုးရအနေနဲ့အရေးယူမှုလှုံ့ဆော်ဖို့မြန်မာပြည်သူတွေဘက်မှရည်တည်ပေးမယ်လို့မျှော်လင့်ပါတယ်။ဒါပြင်အိန္ဒိယတရုတ်နိုင်ငံရဲ့ဗန်တောင်းသဘောတူညီချက်ချိုးဖောက်ပြီး မြမအရေးခွင့်ရောက်ဆွတ်ဖက်ကဒေါ်လန်ရေးအင်အားစုများအားအလွန်အကျွံဖိအားပေးနေမှုအကြံဖတ်စစ်တပ်အဖော်ထောက်ခံအားပေးနေမှုတွေကိုရပ်တန့်သွားအောင်ထရန့်အစိုးရအနေနဲ့အတိုင်းအတာတစ်ခုအထိလှုပ်ပေးဖို့မျှော်လင့်ပါတယ်ဟုအိတ်ဖွင့်ပေးစာပေးပို့ရာတွင်ပါဝင်ခဲ့သည့်ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတအုပ်ကသတင်းဌာနကိုပြောကြားပါတယ်အမေရိကန်သမ္မတထရန့်ထံသို့ပေးပို့သည့်အိတ်ဖွင့်ပေးစာတွင်လက်ရှိမြန်မာနိုင်ငံ၏အခြေအနေအရရအကုန်လုံးကိုရှင်းလင်းပြသထားပြီးအမေရိကန်အနေဖြင့် NUG အစိုးရကိုအတိအမှတ်ပြုရန် ဒေါအောင်ဆန်းစုကြည်သမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအကူအညီပေးရန်မြန်မာစစ်အုပ်စုအပေါ်ပုံမှုပြင်းထန်သောစီးပွားရေးပိတ်ဆို့အရေးယူမှုများချမှတ်ရန်မြန်မာနိုင်ငံမှစစ်တပ်၏ကျူးလွန်မှုများအတွက် ICC တရားရုံးအပါအဝင်နိုင်ငံတကာဥပဒေများဖြင့်အရေးယူနိုင်ရေး၆ပန့်အကူအညီပေးရန်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန်မြန်မာနိုင်ငံသို့စစ်ရေးဆိုင်ရာအကူအညီများမရောက်ရှိစေရအပါဝင်ဒေတာရင်းလုံခြုံရေးကိုတွန်းမြစ်ရန်မြန်မာအပေါ်တရုတ်နိုင်ငံ EPR ကိုတားဆီးပေးရန်တို့ပါဝင်ပါသည် ဆက်လက်ပြီးစစ်တပ်လေကြောင်းတိုက်ခိုက်မှုတော်လန်ရေးတပ်များထက်ပြည်သူကိုယ်တိုင်အဓိကပြစ်မှတ်ထားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အရက်သားပြည်သူများကိုပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုသည်တော်လိုင်းအင်အားစုများအားတိုက်ခိုက်မှုထက်နှစကြော်များကြောင်းသိရပါသည်။ညလင်းတစ်သူသေးသနာအဖွဲ့၏အပတ်စဉ်လေကြောင်းတိုက်ခိုက်မှုအစီရင်ခံစာများကိုလေးဘက်တာလေ့လာကြည့်ရ၌ပြည်သူကိုပြစ်မှတ်ထားသည့်လေကြောင်းတိုက်ခိုက်မှုသည်တော်လိုင်းအင်အားစုများအားပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခြင်းနှင့်ထိတွေ့တိုက်ပွဲများအတွင်လေကြောင်းတိုက်ခိုက်ခြင်းနှစ်ခုစုစုပေါင်းဖြစ်စဉ်များထက် နှစ်ဆကျော်များနေသည်ကများပြီးအပတ်စဉ်ပြည်သူတေဆုံမှုမှလည်းအယောက်20ကျော်သည်ကများကြောင်တွေ့ရပါတယ်။ကျွန်တော်မြင်ပြောရရင်တော်လန်ရေးအင်အားစုထိန်းချုပ်ထားတဲ့နေမျိုးတွေမှာရှိနေတဲ့ပြည်သူတွေကိုပြည်သူလို့မမြင်ဘဲရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်နေတာကြောင့်ပါပဲ။တော်လန်ရေးနေမျိုးတွေကပြည်သူတွေအနေထိုင်ပြက်မင်းစီးပွားပြက်မင်းတည်ကျေတံရရတယ်ဆိုတာသူတို့အတွက်စစ်တပ်အမျက်ထွက်တယ်လို့ယူဆတယ်။ဘာလို့လဲဆိုတော့ပြည်သူတွေတည်ကျေအတိတ်ဒုက္ခရောက်ရင်အဲ့ဒီပြည်သူတွေရဲ့ဝင်တော်လန်ရေးတပ်ပေါ်ပြကြလာမယ်လို့ယူဆတာကိုဟု မုံရွာအခြေစိုက်နိုင်ငံရေးတက်ချွတ်လှုပ်ရှားသူတို့ကသတင်းဌာနကိုပြောပါရယ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်အောက်တိုဘာ18ကနေ23ရက်အတွင်းပြည်သူ23ဦးသေဆုံးပြီး52ဦးထဏ်ရာရရှိခဲ့ပြီးအောက်တိုဘာ10ရက်ကနေ16ရက်အတွင်းပြည်သူ73ဦးသေဆုံးပြီး64ဦးထဏ်ရာရရှိခဲ့ကာအောက်တိုဘာ3ရက်ကနေ9ရက်တာအတွင်း28ဦးသေဆုံးပြီး58ဦးထဏ်ရာရခဲ့ပါရယ်စက်တင်ဘာ26ရက်မှအောက်တိုဘာ2ရက်အတွင်းပြည်သူ34ဦးသေဆုံးပြီးတော့54ဦးထဏ်ရာရခဲ့ကြောင်း ညာလင်းတဲ့သူတည်တနာအဖွဲ့ကထုတ်ပြန်ထားပါတယ်။ပြည်သူတယောက်ဒဏ်ရာရလို့တော်လိုင်းရင်အင်အားစုတွေကကုသပေးရင် စေဘိုးကုံချစရိတ်ရှိပါမယ်။စေဘိုးကုံတဲ့ငွေကကြီးစံတဲ့တနက်ွယ်ဖို့ဖယ်ပြလိုက်ရတာဆိုတော့အဲ့ဒါကိုစစ်တပ်ကကြီးစံတတောင်းွယ်ကလျှော့သွားလေမနေဘူးလို့တွက်ပုံရတဲ့ဟု၎င်းကဆက်လက်ပြောပါတယ်။ ဆီယုစုသည်မေလမှဩဂုတ်လအတွင်းတရက်လျင်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အနည်းဆုံး9ခုကျူးလွန်ခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုစုစုပေါင်း68ရာခိုင်နှုန်းတို့သည်ဖြီတိုကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းညံလင်းသစ်ကထုတ်ပြန်ထားပါသည်။မေလမှဩဂုတ်လတိလေးလတာအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ604ဦးသေဆုံးပြီး1339ဦးထဏ်ရာရခဲ့ကြောင်းညံလင်းသစ်ကဆိုပါသည်။ဆလာဘီအတူရောင်ရွေးကောက်ပွဲမတိုင်မီပြည်ပခအားလုံးရက်စဲကြီးနဲ့အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန်အာဆီယံတောင်းဆိုရတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် စစ်ကောမရှင်ကပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲမတိုင်မီပြည်ပခါအလုံးရက်စဲရင်းနဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန်မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်နဲ့ပတ်သက်ပြီးအာဆီယံခေါင်းဆောင်များကပြန်လည်တုံ့သက်ချက်နဲ့ဆုံးဖြတ်ချက်စာတမ်းတွင်ဖော်ပြထားပါတယ်။အဆိုပါစာတမ်းကိုယမနေ့အောက်တိုဘာ26ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီးစစ်ကောမရှင်ကကျင်းပမဲ့ရွေးကောက်ပွဲတည်လွတ်လပ်ပြီးတရားမျှတကပွင့်လင်းမြင့်တာမှုရှိရမည်အပြင်အားလုံးပါဝင်နိုင်မှသာယုံကြည်စိတ်ချရသည့်ရွေးကောက်ပွဲဖြစ်မည်ဟုဆိုထားပါတယ်။ မလေးရှားမှာစစ်ကော်မရှင်မပါဘဲတော်လိုင်းရေးအင်အားစုတော်တော်များများနဲ့တွဲဆုံခဲ့တာရှိတယ်။အဲဒီလိုတွဲဆုံခဲ့ရတဲ့ရှားလက်တွေကို DRCN ထိပ်သီးအစည်းအဝေးမှာတင်ပြခဲ့တယ်။အားလုံးပါတဲ့တွဲဆုံဆွေးနွေးမှုကတော့အလားအလာရှိပါတယ်လို့ ASEAN ဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံအစိုးရနှင့်တွဲဆုံခဲ့ရသည့်တော်လိုင်းရေးအဖွဲ့အစည်းတစ်ခုမှအမည်မဖော်လိုသူတို့ကပြောပါတယ်။ထို့ပြင်မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်နိုင်ငံရေးအကျပ်တင်များကိုဖြည့်ရှင်းရန်အတွက်အာဆီယံအဖွဲ့ဝင်နိုင်ငံများအပြင်ကုလသမဂ္ဂနှင့်မိဖတ်နိုင်ငံတို့၏အတူ ူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းအာဆီယံခေါင်းဆောင်များကအတည်ပြုထားပါတယ်။အာဆီယံခေါင်းဆောင်များပူးတွဲထုတ်ပြန်ထားသည့်စာတမ်းတွင်မြန်မာနိုင်ငံတွင်ပြည်ပခများပုံမှုဆိုရလာပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအချက်လက်များဟာလေပုံမှုဆိုရလာသည့်အပြင်အာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုစစ်ကော်မရှင်ကအကောင့်ထည့်ဖို့ရတွင်အနှစ်သာရမရှိဘဲတိုးတက်မှုမရှိလာခြင်းကြောင့်စိုးရိမ်နေသည်ဟုဟိတားထားပါတယ်။ရှင်ပြင်းအယက်သားများအများပြည်သူဆိုင်ရာအဆောက်အအုံများနှင့် အရက်ဖက်အခြေခံအဆောက်အုံများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများစသည့်အကြံဖတ်မှုများကိုရှုံချကြောင်းအကြံဖတ်မှုများကိုချက်ချင်းရက်တန့်ပြီးတင်းမာမှုများကိုလျှော့ချကာအရက်သားအလုံးကိုကောက်ွယ်စောင့်ရှောက်ရန်နှင့်ဘေကင်းလုံခြုံရေးကိုအာမခံပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရန်အာဆီယံခေါင်းဆောင်များကတိုက်တွန်းထားပါသည်စစ်ကော်မရှင်ကအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုအကောင့်ထဲပေါ်တာမတွေ့တော့ အာဆီယံအစည်းအဝေးတောင်မှမြန်မာကိုစားပြုတ်တက်ရောက်ခွင့်မပြုတာကိုဆက်လက်လှုံ့ဆော်တာကမြန်မာအရေးကိုအာဆီယံကမေးမထားဘူးဆိုတာကိုမြင်ရပါတယ်။မြန်မာအရေးကိုမလေးရှားကထက်တက်ကြွကြွနဲ့တွေးဆဆွေးနွေးရေးတွေဘလို့ဆက်လုပ်မလဲဆိုတာကစိတ်ဝင်စားစရာပါဟုနိုင်ငံရေးတက်ကြွလှုံ့ဆော်သူတို့ကမှတ်ချက်ပြုပါတယ်။ဆက်လက်ပြီးအာဆီယံဘုံသဘောတူညီချက်၅ရပ်ကိုဖော်ဆောင်ရာတွင်အနှစ်သာရရှိသောတိုးတက်မှုများမရှိပါကအာဆီယံထိပ်သီးအစည်းအဝေးများနဲ့နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးများတွင် မြန်မာနိုင်ငံ၏နိုင်ငံရေးမပါဝင်သည့်ကိုယ်စားလှယ်များကတရားခွင့်ပြုမည်ဟုစုံဖြတ်ထားပါတယ်။အခုစာတမ်းကတော့အားရဖို့ကောင်းပါတယ်။အာဆီယံကောင်ဆောင်တွေရဲ့ကြီးရွယ်ချက်ကတော့စစ်ကော်မရှင်ကိုအဆက်အသွယ်ဖြတ်တောက်တာမပြုဘဲနဲ့တန်တမာရေးအရာဖိအားပေးတာတွေကိုပိုတိုးမြင့်မယ်လို့ပြောလိုက်တယ်လို့ပါပဲဟုနိုင်ငံရေးလှိလာသုံးသပ်သူတဦးကပြောပါတယ်။ယခုအာဆီယံကောင်ဆောင်များ၏စာတမ်းအရလူသားချင်းစာနာမှုအကူအညီများပုံမရရှိနိုင်ခြင်း၊နေဆက်ဖြတ်ကျော်အကူအညီများကိုတရားဝင်ထောက်ခံခြင်းအပြင်စစ်တပ်ထိန်းချုပ်မှုမရှိသည့် ဒေတာများရှိပြည်သူများကိုပါအကူအညီများရောက်ရှိစေနိုင်မည်ဟုသုံးသပ်မှုများလည်းရှိမိပါတယ်။အာဆီယံကောင်ဆောင်များ၏ပူးတွဲထုတ်ပြန်ချက်တွင်2026ခုနှစ်တွင်ဖိလစ်ပိုင်နိုင်ငံသည်အာဆီယံဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ရမည်ဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံပြည်ပါကမြန်မာနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ရမည်ဖြစ်တော်လေမြန်မာနိုင်ငံကိုချော့သွားမည်ဟုအတည်ပြုထားပါသည်။ဆလဘင်ရွေးကောက်ပွဲနှိလာသဖြင့်ပြည်တော်စုလွှတ်တော်ခွင့်ပြုပြင်မှုများကိုစစ်ကောင်ဆောင်မြောက်လိုင်းစစ်စေးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ စေယုစုရဲ့တူရောင်ရွေးကောက်ပွဲနှီးလာသဖြင့်နေပြည်တော်တွင်ငလင်ချောင်းပြက်စီးနေသည့်ပြည်တော်စုလွှတ်တော်နေရာများကိုစေကောင်းဆောင်ဖိုးချုပ်မှုကြီးမြောင်လိုင်ကသွားရောက်စစ်ဆေးကြောင်း၎င်းတို့၏ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားပါသည်စေကောင်းဆောင်သည်ယမန်နေ့အောက်တိုဘာ26ရက်နေ့ကငလင်တန်းချောင်းထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ရသည့်လွှတ်တော်ဝင်အတွင်ရှိပြည်တော်စုလွှတ်တော်ပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်အစအဦးတို့ကိုစစ်ဆေးခဲ့ကြောင်းသိရှိရပါသည် ရှင်းပြင်အခြားထောက်ကူပြုအစအုပ်များလန်ဒတာများခြံစည်းရိုးနှင့်မြေထိန်နိုင်ငံများထိခိုက်ပျက်စီးခဲ့မှုအခြေအနေများနှင့်လုပ်ငန်းပြီးစီးမှုအခြေအနေများကိုကြည့်ရှုကြောင်းသိရပါသည်။ထို့ပြင်စစ်ကော်မရှင်သတင်းစာ၌နေပြည်တော်မြို့တော်ခမ်းမအနီးတွင်ပြည်သူရင်ပြင်နှင့်ဖြောပြေးရေးရင်ပြင်အပါဝင်ပြည်မနာတောင်ကျိုးရှစ်လန်းသွာလန်ဖောက်လုံနေကြောင်းလည်းဖော်ပြထားပါသည်။အဆိုပါပြည်သူရင်ပြင်နှင့်ဖြောပြေးရင်ပြင်အတွင်မြမရိုးရပွဲတော်များအခမ်းအနားများကျင်းပနိုင်ရန်နှင့် မြန်မာတမိုင်းဝင်အထင်ကရပုဂ္ဂိုလ်ကြီးများ၏ရုပ်ထုများတိဆောက်ရန်လိုကြောင်းစေကောင်းဆောင်ကပြောကြားခဲ့ပါတယ်။ဆေးဥစုအကောင့်ထဲပေါ်နေသောအထူးရောင်ရွှေကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့တွင်အပိုင်းတစ်အဖြစ်ကျင်းပမည်ဖြစ်ပါတယ်။စစ်ကော်မရှင်သည်၎င်းတို့၏အထူးရောင်ရွှေကောက်ပွဲကိုပြည်သူများစိတ်ဝင်စားမှုရှိလာစေရန်ရည်ရွယ်၍ Academy နှင့်တူမြင်းမြတ်နေဝင်အေးချမ်းမောင်ချူလီမင်းမြင့်မို့စတဲ့သရုပ်ဆောင်များကိုအသုံးချကခေတ်သမိုင်းကိုဒုံဆိုင်မိသူများအမည်ရှိဝါရဖြတ်ဇလန်းကိုရှိုက်ကူးထုတ်ဝေထားပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။